လီဗာပူးသင်းချန်ပီယံဖြစ်သွားခဲ့တဲ့ပရီးမီးယားလိပွဲစဉ်34 မင်္ဂလာပါကိုခိုင်းစတာဖုတ်ဘောရှိုးအနေကျူတူပါရီကျွန်တော်ကိုခန့်ပါအခုတပတ်ရှင်ပြိုင်ကစားခဲ့တဲ့ပရီးမီးယားလိပွဲစဉ်34ရဲ့အဆိုးကောင်းအကျိုးကြောင်းမှန်သမျှကိုကျွန်တော်တို့ပြန်လည်သုံးသပ်ခန်းစားရင်နော်ရင်ခုန်ကြည့်လိုက်ရအောင်ပွဲစဉ်34လို့ဆိုပေမဲ့ပရီးမီးယားလိချန်ပီယံအဖြစ်ပေါ်သွားခဲ့တယ်လို့တန်းစင်းမဲ့အတင်း၃တင်းလည်းသိရှိသွားခဲ့ပြီဖြစ်တဲ့အတွက်ကြောင့်လက်ကျန်၄ပွဲရတော့ ဥရောပဝင်ခွင့်နေရာတွေအတွက်သာရင်ခုန်စိတ်လို့ရှားစရာကောင်းဖို့ရှိနေပါတော့တယ်ဒီတစ်ပတ်ပရီးမီးယားလိပွဲစဉ်34ရလဲကျွန်တော် FA Cup စီမီဖိုင်နယ်အကြောင်းတွေပါထည့်သွင်းပြီးပြောရမယ့်ပုံစံမျိုးပါဘာကြောင့်လဲဆိုတော့ FA Cup ကလည်းစီမီဖိုင်နယ်ဖြစ်တဲ့အတွက်ပရီးမီးယားလိပွဲတွေနဲ့ညှက်ပြီးတော့ကစားခဲ့တယ်ထပ်ပါ FA Cup အကြောင်းကိုကျွန်တော်အရင်ပြောမယ် FA Cup မှာ Crystal Palace အသင်းကတော့ Aston Villa အသင်းကို underdog အနေနဲ့အနိုင်ယူပြီးနောက်တစ်ဆင့်ကိုကျော်ဖြတ်ခဲ့ပါတယ်နောက်တစ်ဆင့်ကိုတက်လန်းခဲ့ပါတယ်အဲ့နောက်တစ်ဆင့်ကလည်းသူတို့6နှစ်တာကြာပြီဖြစ်တဲ့เนาะ6နှစ်တာမရောက်ခဲ့တာဖြစ်တဲ့ဘိုလူပွဲစီကိုတက်လန်းခဲ့တာပါ အဲ့တော့ Palace အသင်းကိုလည်း congratulation လုပ်ပြရတယ်။ဘာကြောင့်လဲဆိုတော့ Palace လို့အသင်းမျိုးအနေနဲ့ final ပွဲတစ်ပွဲကိုတက်ရောက်ဖို့ဆိုတာမလွယ်ဘူးဗျ။ FA Cup ဆိုတာပြောပြောဆိုဆိုကမ္ဘာပေါ်မှာတက်တန်းအရင်ဆုံးဖလားနော် Premier League ထက်လည်းရင့်တယ်။ကျန်တဲ့ဖလားတွေထက်မြသည့်နိုင်ငံကဖလားတွေထက်မဆိုတက်တန်းရင်နေတဲ့ဖလား။အဲ့အတွက်ကြောင့် Crystal Palace အသင်းဒီဥရောပဝင်ခွင့်မျှော်လင့်ချက်တွေရှင်သန်လာနိုင်ပါတယ်။ရှင်လဲရှင်သန်နေပါပြီ။ရှင်သန်လာနိုင်ပါတယ်မဟုတ်ဘူးရှင်သန်နေပြီ။တကယ်လို့ Messi-Rio ဒါ FA Cup မှာသူတို့အနိုင်ယူနိုင်ခဲ့မယ်ဆိုရင် Europa League ဝင်ခွင့်တနေရာကိုတေချာပေါက်ရမှာဖြစ် ြစ်ပါတယ် EPL standing သိကြည့်နေကြရမလို့ EPL standing ကအဆင့်6နဲ့ FA Cup Champion က Europa League ရှင်ပြိုင်ခွင့်ရမှာဖြစ်တဲ့အတွက် Glasner သည်ဒီခွင့်ရကိုမိမိရာစုပ်ကင်တက်ဖို့တော့လိုတယ်တို့မဲ့ပြိုင်ဘက်အသင်းကလည်း Man City ဖြစ်နေဒီဖလားတစ်လုံးတည်းကိုရဖို့အတွက်ကြိုးစားအားထုတ်မဲ့အသင်းမျိုး Pep နဲ့ Man City နောက်ပိုင်းခေတ်မှာကျွန်တော်အဲ့လိုမမြင်ခဲ့ရဘူးထားပါတော့ဒီနေ့ရသည်မြင်သွားတယ်ပေါ့ဗျာ Palace ကိုတော့အထင်သေးလို့မရပါဘူး Palace ကလည်းကြကုတ်ကြခဲကြိုးစားပါလိမ့်မယ် Michael Olis မရှိတဲ့နေရာကို Ismaila Sa နဲ့အကောင်းဆုံး파티နိုင်ခဲ့ပြီး ဘရီချီအီဇီမာတေတာပုံမှန်ဆွဲဆောင်ရပိုင်းရှိနေတဲ့အတွက်ကြောင့်ဂလက်စနာကလည်းအခုလိုမျိုးဖိုင်နယ်ကိုထိုက်တက်တန်တန်တက်ရောက်လာတယ်လို့တော့ကျွန်တော်ထင်တယ်။မန်စီးတီးကတော့နော်ဒင်ဖောရက်ကိုအကောင်းဆုံးအနိုင်ယူပြီးသူတို့ကျော်ဖြတ်ခဲ့တယ်။အခုနောက်ပိုင်းပွဲစဉ်တွေမှာမန်စီးတီးနိုင်နေကြပုံစံတိုင်းပဲ 1C 2C ပြေးမလို့ဘူးပေးကိုမပေးရဘူးပပ်ဂျီကတော့ပပနဲ့နဲ့ဦးစားပေးလာတယ်ပေါ့။ဖိုင်နယ်မှာလည်းအဲ့လိုပပနဲ့နဲ့ပဲပေးကိုမပေးရအောင်ကစားရေးနဲ့ရသမျှအခွင့်အရေးလေးတွေကိုမိမိကအသုံးချမယ်ဆိုရင်တော့မန်စီးတီးကဖလားရဖို့ပို့ပြီးတော့ယာကင်တော့များပါတယ်ခင်ဗျ။ ဒါတော့အဖေကနဲ့ပတ်သက်တဲ့အပိုင်းပေါ့နော်ကျွန်တော်ပရီးမီးယားလိဘက်ကိုပြန်လှည့်လိုက်အောင်ပရီးမီးယားလိမှာရခုံစရာကောင်းတာကျွန်တော်ရှင်းပါလဲပြောပြပါဦးချန်ပီယံလိဝင်ခွင့်နေရပေါ့နော်အဲတချို့ပရိသတ်တွေကဟာဘာကြောင့်ချန်ပီယံလိဝင်ခွင့်9နှစ်ရရတာလဲဆိုပြီးမသိတဲ့ညီကိုတွေရှိတယ်ဗျအဲ့ဒါလေးလည်းအနေငယ်ဖြည့်ဆွတ်ပြောပြရသည်ဒီနေ့ရသည်ဘာကြောင့်ချန်ပီယံလိ9နှစ်ရရတယ်လဲဆိုတော့ UEFA ရဲ့ coefficient သတ်မှတ်ချက်အရအင်္ဂလန်ပရီးမီးယားလိကအမှတ်များတဲ့အတွက်ကြောင့်9သင်းဝင်ခွင့်ရတာပါအဲ့တော့1 to 4အစား1 to 5အဖြစ်ပြောင်းလဲသွားတယ်ဆိုတဲ့သဘောမျိုးပါဒီနေ့မှာတစ်ခုထပ်ထောက်ပြเสียရရှိတာဟာအဲ့ ဲ့ဒါဆိုရင် Manchester United ဒါမှမဟုတ် Tottenham Hotspur Europa League ကိုဘိုဆွဲသွားရင်ရော125ဝင်ခွင့်ပေးပါဦးမလား124နဲ့ Europa League Champion ပဲဝင်ခွင့်ပေးနိုင်သလားဘာညာစသဖြင့်ပေါ့မဆိုင်ပါဘူး Europa League Champion Premier League Champion ကမြည်သည့်နိုင်ငံကလပ်တင်ဖြစ်နေပါစေ League Standing ကိုတော်ပြီးထိခိုက်မှာမဟုတ်ပါဘူးသူတို့ကသူတို့တသင်းတဲ့အတွက်ဝင်ခွင့်သတ်မှတ်ပြီးသားဖြစ်တဲ့အတွက်ဘာမှကြည့်နေကြရလဲမလို့အခုဗျာ England Premier League Club 9သင်းထိ နောက်လာမယ့်ဘောလုံးရာသီမှာချန်ပီယံလိဝင်ကန်လို့ရတဲ့အခြေအနေမျိုးပါအဲ့တော့အာစနယ်ဒီနှစ်ချန်ပီယံလိရမယ်ဒါပေမဲ့1 2 5မရဘူး အဆင့်9လို့10လို့ရောက်နေမယ်ဒါအိမ်သမီးပြောပြရအောင်နော်ထားပါတော့အဲ့လိုခြေနေမျိုးကြိုင်းအာဆင်နယ်ရဲ့ချန်ပီယံလိဂိုချန်ပီယံလိဝင်နာဖြစ်ဝင်ခွင့်ရတယ်ယူရိုပါလိမှာအခုမန်ယူနိုက်တက်ဖြစ်စီတော်တင်ဟော့စပါဖြစ်စီဘိုးဆွဲသွားမယ်ဆိုရင်လည်းသူတို့ကယူရိုပါလိချန်ပီယံဖြစ်ဝင်ခွင့်ရတယ်ဒီနှစ်သင်းကတော့သူ့ဘောအော်တိုနီယာပေးပြီးသားအဲ့တကြောင်1 2 5ဒီတေချာပေါက်ချန်ပီယံလိဝင်ခွင့်9နေရာရမှာပါနောက်မှာယူရိုပါလိချန်ပီယံလားချန်ပီယံလိချန်ပီယံလားဒါပဲထက်ကြည့်ရတော့မှာဖြစ်ပါဆိုတော့ဒီနှစ်ဘောလုံးရသည်မှာဖြစ်နိုင်ကြီး အများဆုံးက6သင်း125နဲ့ Europa League Champion Manchester United ဒါမှမဟုတ် Tottenham Hotspur တသင်းသင်းမှာအားကြီးကတော့ Champion League ရသည်ဖြစ်စီမရသည်ဖြစ်စီ तू က125တဲ့ win နေပြီဖြစ်တဲ့အတွက်ကြောင့် Champion League Champion ကိုတော့ကျွန်တော်သိပြီးထက်တွက်နေစရာမလိုဘူးတလို့ဆိုကျွန်တော်ညီကိုရှင်းသွားပြီလို့ထင်ပါတယ်အဲ့တော့ကျွန်တော်ပထမဆုံးကစားခဲ့တဲ့ပွဲစဉ်ကတော့ အာစနယ်နဲ့ခရစ်စတပယ်လစ်ပွဲတင်ပေါ့နော်ပယ်လစ်က FA ကကစားဖို့ရှိနေတဲ့အတွက်ကြောင့်အာကြီးစောကန်ခဲ့ရတယ်ဒီပွဲမှာကတော့အာစနယ်အနိုင်မကစားနိုင်ခဲ့ပဲတူးတူးတေးပွဲဖြစ်သွားတယ်မီခဲမီရီနိုမပါတဲ့အတွက်ကြောင့်လည်းအာယောမှုတချို့ကြုံတွေ့ခဲ့ရတယ်လို့တော့ကျွန်တော်ယူဆပါတယ်မီရီနိုကအာစနယ်တင်းတော့အဓိက အခန်းကဏ္ဍကိုပါဝင်ပတ်သက်နေပြီဗျ။ဗီရီနိုဒီတိုက်စစ်မှုဖြစ်ကစားခဲ့တဲ့ပွဲစဉ်တွေတော်တော်များများမှာအာဆင်နယ်အသင်းတို့ကရလက်ကောင်းအောင်စွမ်းဆောင်ထားနိုင်ခဲ့သလိုဂိုးပါဝင်ပတ်သက်မှုတွေလည်းရှိခဲ့ပါ။နောက်စနေနေ့ရောက်တဲ့အခါမှာတော့ Chelsea Everton ပွဲကအစောဆုံးကစားခဲ့ရတာနဲ့အညီကျွန်တော်လည်း Welsh Long လောက်ပေးခဲ့ပါတယ်။ပရိသတ်တွေကိုလည်းရင်ခုန်သွားနဲ့နော်ဖြောပြပေးခဲ့တယ်လို့ပဲပြောရမှာပါ။ကံကောင်းထောက်မှသွား Chelsea ဝမ်းစည်းနဲ့အနိုင်ရသွား။အခုနောက်ပိုင်းပွဲတွေမှာ Chelsea ရဲ့ကြိုးစားအားထုတ်မှု view အပိုင်းကောင်းမှုမှုတွေဆိုင်ကန်တရားလေး ါလာရလို့ကျွန်တော်ထင်တယ်ဗျဖူလန်နဲ့ပွဲစဉ်မှာတော့ကျွန်တော်တို့မကောင်းပါဘူးမကောင်းတော့ကောင်းတယ်လို့မပြောဘူးကြိုးစားအားထုတ်မှုဟိုရှိတဲ့ကစားသမားတွေကရှိတယ်မရှိတဲ့ကစားသမားတွေကမရှိဘူး၁၁ရောက်လုံးကြိုးစားအားထုတ်မှု ပြည့်မှာကျွန်တော်တွေကစူးစမ်းအားထုတ်မှုရှိတယ်လို့ပြောလို့ရတာပေါ့နော်။သို့တော့ကန်တရားရှိတယ်ချယ်ဆီမှာအခု evidence ပွဲတင်လဲထိုနည်းလိုပဲ Robert Sanchez ကြောက်ထပြီးပုတ်ထုတ်ကာကွယ်သွားတဲ့အလုံးတွေအများကြီးပဲ။ Sanchez တာမကောင်းဘူးသူတကူတော့အနေဆုံးပေးရတယ်။ကျွန်တော်တည်ကြရတယ်ပြီးသွားပြီ။သို့တော့နိုင်သွားတယ်ဗျ။အဲ့တော့ကြောင့်နောက်လာမဲ့၄ပွဲကလည်းကြည့်လို့ကောင်းမှာတော့တည်ကြပါရင်။နောက်ထပ် Brighton နဲ့ Watson ပွဲဒီပွဲကတော့ဟိုဘယ်လိုပြောမလဲပြက်ပြက်တသားအတားစီးများခဲ့တဲ့အတွက်အောက်တင်းနေရင်လည်းအရင်ဆုံးရှုံးမှုမကြီးမအောင်ပေါ့နော်ဆုံးရှုံးမှုကြီးမားတယ်မကြီးမအောင်ဆိုမှဒီတစ်ပတ်ပရီးမီးယားလိဘွဲတင်34ဟာ သုံးပုံနှစ်ပုံကျော်လောက်သုံးပုံနီးပါးလောက်တသိန်းတသိန်းလောက်ပဲရှုံးတယ်ပေါ့နော်ရှုံးတာတော့မှအပြည့်အဝမဟုတ်ပါဘူးခပပားတွေပါပရိသတ်ကိုကျွန်တော်ပျော်ရွှင်ခွင့်ပေးနိုင်ခဲ့ပါတယ်အဲ့အတွက်ကြောင့်လည်းထပ်တူဝမ်းသာပါတယ်လို့ဒါစကားကြုံလုံးလေးပြောပြရစီနောက်တစ်ပွဲကတော့ Newcastle နဲ့ Ipswich ဒါလွန်ကြီးကလည်းဟိုဂိုးသွင်းနေနေလို့လာတော့မသိဘူးပေါ့နော်တယောက်ထုတ်ပေးလိုက်တယ်ဒါလည်းထုတ်ခံရမယ့်အခြေအနေမျိုးမဟုတ်လို့ထုတ်တာပါထားပါဘူးပြောချင်တာကဗျာ Newcastle ကငကိုတွေကနိုင်ရမယ့်အခြေအနေမျိုးပို့ပြီးတော့ဂိုးပြတ်သွားတာပေါ့လေကျွန်တော်နောက်တစ်ပွဲကတော့ Southampton နဲ့ Fulham Southampton ကတကူးရင်သွင်းခဲ့ပေမဲ့ Fulham ရဲ့နှစ်ဂိုးသွင်းခြင်းကိုပြန်ပြီးတော့ခံခဲ့ရတယ်တကောင်းတဲ့ညစ်နဲ့ နေတော့ပါဘူးเนาะနောက် Wolverhampton နဲ့ Leicester ပွဲကလည်း Tony တူပဲ Leicester ဂိုးမသွင်းနိုင်ခဲ့ဘူး Wolf ကတော့ Matthias Cunha ခြေသွမ်းပြမှုနဲ့တူ3-0နဲ့ နိုင်ယူခဲ့ပါတယ်။ကျွန်တော်တရုတ်အနေနဲ့ရောက်တဲ့အခါမှာဖလားသိမ်းပွဲတစ်ပွဲနဲ့ဒါမန်ချက်စတာယူနိုက်တက်နဲ့ဘုံမောက်ပွဲရှိတယ်။ဘုံမောက်ယူနိုက်တက်ပွဲဆိုရင်အကျော်ပေးမှုရအတော်လေးရုပ်ပေါက်တယ်။ဘုံမောက်ကတကူးသွင်းမယ်ဆိုရင်တော့မှတဝက်လောက်ပဲပြောရှင်ဝင်ပေးထားတာ။တောက်မြင်ကတ်လို့ဗျာကျွန်တော်တို့ယူနိုက်တက်ပဲယူရတာ။ကဲမင်းတကူးသွင်းပြီးနိုင်သွားပါစေအောင်။မင်းတဝက်ပဲပြောရှင်ဝင်ရမှာ။တချို့ဆို40လို့30လို့အဲ့လောက်ပဲရှိတော့။ပျော်လင်းယူနိုက်တက်ကဗျာဟိုပြောချင်တာအဲ့လောက်ထိအားနေရနေရှုံးနေတဲ့အသင်းမှမဟုတ်ဘူး။ကျွန်တော်တို့မျောလင်းခဲ့တဲ့အတိုင်းပဲဝမ်းဝမ်းတည်ကြသွားတယ်။ယူနိုက်တက်အပြည့်ပဲ။ယူနိုက်တက်ဒီဒီပွဲဒီမှာအဓိကကစားသမားတွေနဲ့ကစားခဲ့တာဖြစ်ပါတယ်။ဒါမဲ့လည်းအရင်ကတော့မကောင်းအရင်မဟုတ်ဘူး။ မကောင်းဗျာနော်ပေါ်တီပေါ်ရှုနဲ့ကစားသွားတာပါနောက်ပွဲအတွက်မြန်သူတို့ channel လာတော့မပြောတတ်ဘူးကဲကျွန်တော်နောက်ဆုံးပွဲကတော့ Liverpool နဲ့ Tottenham Hotspur ဖြစ်ပါတယ် Liverpool တင်းကတော့အမှားရင်းလုံးဝမခံခဲ့ဘူးဒါပေမဲ့မထင်မှတ်ပဲပေကိုတကူတော့အရင်ပေးလိုက်ရတယ်နောက်ပိုင်း၅ခုလိုက်သွင်းပြီးတော့2024-25ရဲ့ champion အရှင်သခင်ဖြစ်ခဲ့ပါတယ်။ဟုတ်ကဲ့ဒီဗီဒီယိုလေးကတော့ဒီလောက်ပဲဖြစ်ပါတယ်။အဆုံးထိကြည့်ရှုအားပေးခဲ့တဲ့ညီကိုမောင်နှမတူတူတယောက်ချင်းဒီကိုကျေးဇူးအများကြီးတင်ပါတယ်။